မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ crisis မြန်မာစာကိုတင်ကြားပေးမယ့်ဒီချဲ agree ဖြစ်ပါတယ်အခုတင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့အမိတိုင်းပြီးအချိုးကပြားလေးဖြစ်တယ်အမိတိုင်းပြီးကပြားလေးဟာအချိုးတွဲကပြားအမျိုးအစားလေးပဲဖြစ်ပါတယ် ဒီကဗျာလေးမှာ အချိုး6ချိုးပါပြီးအချိုးကာယံလေးတွေကတော့အေကာယံနဲ့အာကာယံတွေပဲဖြစ်ပါတယ်။ကဗျာကိုရေးဖွဲ့ထားတဲ့အခါမှာပထမအကြောင်းမှာ စကလုံး9လုံးသုံးထားပြီးတော့ဒုတိယအကြောင်းမှာတော့စကလုံး9လုံးသုံးထားတာကို တွေ့ရပါတယ်။ကဗျာရဲ့အချိုးကာယံတွေကိုတော့အချိုးပိုက်ရဲ့အစုံပုံမှန်ချထားတဲ့နေရာမှာတွေ့ရပါတယ်။ ။ကြပြရဲ့ခေါင်းစဉ်လေးဖြစ်တယ်။အမိတိုင်းမိဆိုတာကတော့တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့မြန်မာနိုင်ငံတော်ကြီးကိုခေါ်ဝေါ်ထားတဲ့စကားအသေးပဲလေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အထက်ပိုင်းကိုအထက်မြန်မာပြည်ဒါမှမဟုတ်အညာဒေသလို့ခေါ်ပြီးမြန်မာနိုင်ငံ အောက်ပိုင်းကိုတော့အောက်မြန်မာပြည်ဒါမှမဟုတ်အခြေဒေသလို့ခေါ်ပါတယ်ကွယ်။ဒေသအသီးသီးရဲ့ချက်ကုံတွေကို အချင်းချင်း ကူလူဖလဲရောင်းချလေးရှိပါတယ်။အဲ့ဒီအမိတိုင်းပြည်ဟာကူလူဖလဲရောင်းချရင်းမှာအရေးကြီးဆုံးနဲ့အဓိကအကြဆုံးကတော့ AR မြင့်ကြီးဖြစ်ပြီးရောအမိတိုင်းပြည်ရဲ့အသက်သွေးကြောပဲဖြစ်ပါလေကွ။ကဲအခုဒီချေကအမိတိုင်းပြည်ကပြားလေးကိုစကအဆုံးတစ်ခေါက်ဖတ်ပြပေးမယ်။အားလုံးပဲသိချာနားထောင်ထားကြနော်။အမိတိုင်းပြည်ခန်းပင်ကြီးတွေဝိုင်းလို့နေ မောင်လေးမွေးရက်မြေအညာလှိန်နဲ့အောက်ပြီးသွားထန်းလျက်တနခါစဘာပင်တွေမှိုင်းလို့နေမလေးမွေးရက်မြေစဘာလှိန်နဲ့အညာသွားဆန်နဲ့ငပိစာအညာအခြေစုံစံနေလွန်ပြန့်သွားတယ်လေ မြေအေရအပြာသားရွှေလက်ဆက်လို့သာကဲတောက်တမီရေ အခုတီချဲဖျက်ပြခဲ့တဲ့မိတိုင်းမြေကပြားလေးကို20ရာစုနောင်ပိုင်းမှာဆရာတင်မိုးကရေးဖွဲ့ခဲ့ပါရဲ့ကွယ်ကပြားလေးမှာပါတဲ့စကလုံးလေးတွေရဲ့အကျိပဲကိုနားလည်စေဖို့အတွက်ကတော့ကပြားပါခက်စစ်လေးတွေကိုလေ့လာကြမှတ်ရမယ်နော်နံပါတ်1ထန်းလျက်ထန်းညက်လို့လည်းခေါ်ပါတယ်ကွယ်သူ့ရဲ့အကျိပဲလေးကတော့ထန်းရီချိုကိုချက်၍ခဲထားသောစားပွဲညစ်အေရာ ဧရာဝတိမြင့်လက်ဆက်အဆတ်အသွယ်ပြုသည်ဆက်ဆံသည်လုံးပြန်ခยีကိုခောက်တုတ်ခောက်ပြန်တနခအသားအခောက်အမြစ်တို့ကိုသွေး၍လိမ့်ကြံရသောနတာပင်တမျိုးအကျေမြမပြီအောက်ပိုင်းဒေသအညာမြမပြီထပ်ပိုင်းဒေသကဲ ဒါဆိုရင်တော့အခုဒီချက်ကကြပြာရဲ့ဆိုလိုရင်းအသေးပဲလေးကို ရှင်းပြပေးပါမယ်။ဒီချက်တို့မိတိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ARR မြင်းကြီးတွင် မောင်လေးရဲ့မွေးရစာတီဟာထမ်းပင်ကြီးတွေဝင်းရံနေတဲ့အထက်အညာလို့ခေါ်တဲ့အညာရဲ့ဒေတာပဲဖြစ်ပါတယ်။အညာရဲ့ဒေတာရဲ့အကြီးကထွက်ကုန်ဖြစ်တဲ့ထညက်နဲ့တနခါတို့ကိုအညာလေကြီးပေါ်တွင်တင်ဆောင်ပြီးတော့အောက်ပြည်အောက်ရွာကို ကုံရောင်းသွားကြပါရဲ့မာလီရဲ့မွေးရဇာတိကတော့စဘာပင်များအောင်မြင်ဖြစ်ချွန်းနေတဲ့အောက်ပြည်အောက်ရွာလို့ခေါ်တဲ့အခြေရက်ဒေတာပဲဖြစ်ပါရဲ့အခြေရက်ဒေတာရဲ့အဓိကချက်ကုံဖြစ်တဲ့ဆန်ငပိစာတို့ကိုစဘာလေကြီးပေါ်မှာတင်ဆောင်ပြီးတော့အညာရက်ကို ကုံရောင်းသွားကြပါရဲ့အညာလေစဘာလေတို့ဟာ အညာမအခြေအခြေမအညာခောက်တုတ်ခောက်ပြန် ပြေးဆွဲနေပြီးတော့ကုံစီကူးတန်းရောင်းဝယ်ကြပါတယ်။အရာရီမြကြီးကတော့နိုင်ငံသားတို့ရဲ့တွဲလက်တွေကိုခိုင်မြဲအောင် ဖန်တီးပေးနေတဲ့မြကြီးတစင်းပဲဖြစ်ပါတော့တယ်လို့အဓိပ္ပာယ်ရပါတယ်ကွယ်။ကဲဒါဆိုရင်တော့ဒီကပြလေးရဲ့အဓိကအချက်ကလေးတွေကတော့အချက်အညာဒေသမှာထညက်နဲ့တနခါကို အောက်ပြီကိုလှိမ့်နေပို့တယ်။ အောက်ပြည်မှာစံငပိနဲ့စားကိုအထက်အညာဒေသကိုလှေနေပို့တယ်။ AR မြစ်ဟာအထက်ညာနဲ့အောက်ပြည်အောက်ရွာကိုဆက်သွယ်ပေးသော အရေးပါတဲ့မြစ်ဖြစ်တယ်။ AR မြစ်ဟာအမိမြန်မာနိုင်ငံတော်ရဲ့အဖိုးတန်ရန်နာတပါဖြစ်ပါတယ်ကွယ်။ဒါဆိုအခုသင်ခန်းစာလေးကိုဒီမရင် နားပါမယ်နော်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်။